မင်္ဂလာပါစစ်ကောက်စီရဲ့မျက်လုံးတွေဘသူကိုဘလို့မမြင်ရနိုင်တဲ့ထောင်ချောက်တွေတက်ရောက်နေပြီလေနေဦးရဲ့လုံချုံရေးနဲ့မြန်မာအင်တာနက် project အဖွဲ့တွေရဲ့မေလ20ရက်နေ့ထုတ်ပြန်ချက်အရမြန်မာနိုင်ငံသားတွေဟာစစ်ကောက်စီရဲ့ဤပညာထောင်ချောက်ထဲအလုံးကြောက်ရောက်နေတဲ့အခြေအနေပြောထားပါတယ်တကောင်စီရင်တွေဖုံးစစ်ကမတ်ပုတ်တင်ခြင်းတွေ UID နံပါတ်ထုတ်ပေးခြင်းတို့ကအစအချက်လက်ကွန်ရက်ကြီးကို သူတို့စနစ်တကျတိဆောက်ထိ ंछ ုံနေတာကို တွေ့ရပါတယ်။ဒီလိုအချက်လက်တွေကနိုင်ငံဖွံ့ဖြိုးဖို့အတွက်အထောက်ပြုရမှာဖြစ်ပေမဲ့လက်ရှိမြန်မာတော့စားကျင်သူတိုင်းကို ပြစ်မှတ်ထားဖမ်းဆီးဖို့အတွက်တော့အဓိကအထောက်ချနေတာတွေ့ရပါတယ်။ဒါဟာပြည်သူအချက်အလက်ကိုအုပ်ချုပ်ရေးလက်နက်အဖြစ်ပြောင်းလဲလိုက်တာနဲ့အတူတူပါပဲ။ဒီထက်ဆိုရတာကတော့စစ်ကောင်စီတုံးနေတဲ့စောက်ကြီးရဲ့နည်းပညာအသစ်၅ခုကိုကျွန်တော်တင်ပြချင်ပါတယ်။ PSMF NSIMS အဲ့လိုမျိုးပုံစံ AI နဲ့ facial recognition စနစ်တွေမြို့ကြီးတွေမှာပုံမူတိုးချဲ့လာမဲ့ CCTV ကွန်ရက်တွေ internet ပိတ်ဆို့နိုင်တဲ့ firewall တွေ cyber narrator ကွန်ရက်စောက်ကြည့်ရဲ့ဤပညာတွေအထိပါဝင်ပါတယ်ဒီဤပညာတွေကတရုတ်ကုမ္ပဏီကြီးတွေဖြစ်တဲ့ ZTE Huawei Head Vision အဲ့ဒီဇာတ်ကနေပြီးတော့ရယူထားတာဖြစ်ပါတယ်ဒီမိုကရေစီနိုင်ငံတွေမှာပုဂ္ဂလိက လွတ်လပ်ခွင့်ကိုကာကွယ်ဖို့အတွက်ဒီနိပိဒီနိပညာတွေကိုကန့်သက်ထားကြတာဖြစ်ပါတယ်။ဒါပေမဲ့မြန်မာမှာတော့ဒါအဖိနှက်ရေးလက်နက်တစ်ခုလိုဖြစ်နေပါပြီ။စနစ်ထဲမှာတော်လန်ရေးတို့စန္ဒပြတာတို့နိုင်ငံရေးစကလုံးတွေပါလာတာနဲ့အတင်အလိုလျောက်အမှတ်တပ်တင်ပြီးပြတ်မှတ်ထားဖို့ဆုထားလိုက်တဲ့ big data analyst တစ်ခုဖြစ်ပါတယ်။ CCTV တွေကလည်းကျွန်တော်တို့မျက်နှာတွေကားနံပါတ်တွေအထိ မှတ်သားပြီးတော့ national database တစ်ခုတည်ဆောက်ပြီးချိတ်ဆက်ထားတာကြောင့်ကျွန်တော်တို့ဘယ်သွားသွားဘာလုပ်လုပ်မြင်နေရတဲ့အခြေအနေကြုံနေရတာပါ။ဒါဟာလူတယောက်ရဲ့ဘဝကိုမန်ဘလူးတွေ့အောက်ကပျက်စိတ်တကောင်လိုမျိုးစောင့်ကြည့်ခံနေရတာနဲ့ဘာမှမထူးခြားပါဘူး။အဲ့ဒီစောင့်ကြည့်မှုတွေကြောင့်လည်းပြည်သူတွေရဲ့နေစဉ်ဘဝလုံခြုံမှုမရှိတော့ပါဘူး။လူမှုကွန်ရက်တွေမှာလွတ်လပ်စွာရေးသားဖို့ပြောဆိုဖို့မဝန်ရဲတော့တဲ့အခြေအနေကြုံနေရပါတယ် ကိတ်ကနန်းတွေကပို့ပြီးတော့ထိတ်လန့်စရာကောင်းပါလေ2022ကနေ2024ခုနှစ်အတွင်းအွန်လိုင်းပေါ်မှာထောက်ဖို့ပြောဆိုခဲ့လို့ဖန်ဆီးခံရတဲ့သူ1690ကျော်ရှိခဲ့တယ်။စစ်အာဏာသိမ်းပြီး၄နှစ်အတွင်းမှာတော့1880ကျော်အထိရှိလာခဲ့ပြီဆိုပြီး data for Myanmar က internet project မှာဖော်ပြထားပါတယ်။ဒါအပြင်မှာကို Wei Money, Cambodia Pay အဲ့လိုမျိုးငွေလွှဲလို့ဝန်ဆောင်မှုလုပ်ငန်းတွေကိုလည်းစောင့်ကြည့်ခန့်နေရပြီးတော့အပိတ်ခန့်နေရတာတွေလည်းအများပြားတွေ့ရပါတယ်ဒီလိုအခြေအနေမျိုးမှာမြန်မာပြည်သူတွေရဲ့အခြေခံလောလတ်ခွင့်ဆိုတာဟာတစားစီကြေမွနေပြီဖြစ်ပါတယ်ဒီဥလို့ချိုရေးဖက်ကကိုပေါ့ BBC ကိုပြောသလိုပဲဂယုတဆိုင်ကိုပေါ့ဆောက်ကိုဆင်ချင်းရှင်တန်ဖိုးကလွဲပြီးတခြားလှုပ်ချုပ်တဲ့လမ်းမရှိတော့ဘူးလားနောက်ကအခြေအနေကိုခံမကြည့်အောင်နိပညာဖိနှိပ်မှုရဲ့နောက်တစ်ဆင့်ဘယ်လိုခြေနေလဲ စစ်ကောက်စီကဒီနည်းပညာတွေကိုအနာဂတ်မှာနိုင်ငံတော်လုံခြုံရေးကွန်ရက်ကြီးအဖြစ်တည်ဆောက်ဖို့ကြိုးစားမှာဖြစ်ပါတယ်စစ်စည်းရေးဂိတ်လေစိတ်မြို့ကြီးတွေမှာ CCTV တွေထပ်ပြီးတိုးချက်ချထားမှာဖြစ်ပါတယ် AI နဲ့ Big Data နည်းပညာတွေနဲ့ပြည်သူတွေရဲ့လှုပ်ရှားမှုစကားပြောဆိုမှုငွေကြေးသုံးစွဲမှုပုံစံတွေကိုအသေးစိတ်အစောထိခွဲခြားစိတ်ဖြာဖော်ထုတ်လာနိုင်ပါလိမ့်မယ် internet firewall တွေဟာလည်းပို့ပြီးအားကောင်းလာပြီးတော့ VPN အသုံးပြုမှုတွေကိုပို့တင်းကျပ်စွာပိတ်ဆို့လာနိုင်တဲ့အတွက်ကြောင့် internet လွတ်လပ်ခွင့်ဆိုတာရွှေ့လျားလို့ပြောင်းလဲလို့မရတဲ့အမြင့်တစ်စင်းလို့ဖြစ်လာနိုင်ပါတယ်။ဒါဟာမြန်မာနိုင်ငံကို digital အကျဉ်းထောင်အဖြစ်ပြောင်းလဲဖို့ကြိုးစားနေတာလည်းအတူတူပါပဲ။ပြည်သူခုခံမှုနဲ့ဤပညာရဲ့ဘလူးတက်ပြကောက်ွယ်ရေးတွေလုံနိုင်မလဲ။ ပြည်သူတွေကလည်းဒီလိုဖိနှိပ်မှုတွေတိုးလာတာနဲ့အမျှပြည်သူတွေဖက်မှစုစည်းပြီးတော့အနည်းပညာဆိုင်ရာကာကွယ်ရေးနည်းလမ်းတွေကိုပုံမဖန်တီးရှာဖွေလာနိုင်ပါတယ် VPN တွေလုံခြုံရေးမြင့်မားတဲ့ဆက်သွယ်ရေး application တွေ encryption နည်းပညာတွေကိုအသုံးပြုပြီးကိုယ့်ကိုယ်ကိုကာကွယ်ဖို့ကြိုးစားလာပါလိမ့်မယ်အဲ့တော့လိုအပ်တာတွေရှိပါတယ်ကျွန်တော်လက်တော့အောက်မှာစာရဲထုတ်တတ်လို့အခက်ခဲတွေကြားမှာဆက်လက်ရတည်ဖို့လိုအပ်နေတာတတ်နိုင်သလောက်အစီပြေတဲ့သူတွေကိုကြီးပေးစစ်ချင်းပါ အွန်လိုင်းလှုပ်ချုပ်ရေးအသိပညာပေးမှုတွေလည်းကျယ်ပြန့်လာဖို့လိုပါတယ်။ပုံမှန်ကျယ်ပြန့်လာရင်ကိုယ့်ရဲ့ digital ခြေရာခံမှုတွေဘယ်လို short ချနိုင်မလဲဆိုတာတွေပြည်သူတွေပို့ပြီးနားလည်လာမှအသေးချပါပဲ။အဲ့လိုနီးပညာဆိုင်ရာတံပြန်တိုက်ပွဲတွေဟာမြန်မာဒေါ်လာရဲ့အတွက်တော့မရှိမဖြစ်လိုအပ်တဲ့စိတ်မြင့်ပြင်တစ်ခုတော့ဖြစ်လာဖို့နီးစပ်လာနေပါပြီ။ဒါဟာကျွန်တော်တို့ရဲ့ digital လွတ်လပ်အခွင့်အတွက်ပါတိုက်နေရတဲ့နောက်ဆုံးတိုက်ပွဲဖြစ်ပါတယ်။ မြန်မာပြည်သူတွေဟာဒီနေ့ထိချိန်ထိ digital နောက်အိတ်တစ်ခုတည်းမှာပိတ်လောင်ခံထားရသလိုခံစားနေရပြီလားအမှန်တရားကိုဖော်ထုတ်ဖို့လွတ်လပ်စွာထုတ်ဖော်ပြောဆိုဖို့ကြိုးစားတိုင်းတန်တရားမျက်စိတွေနဲ့ပြတ်မှတ်ထားခံရမယ့်အခြေအနေကိုကျွန်တော်တို့ဘယ်လိုရင်ဆိုင်ကြော်ဖြတ်ကြမလဲလူဦးလှုပ်ရှားရေးဖွဲ့ရဲ့တတိပိတ်ချက်တွေအတိုင်းဗီယူတဆိုင်ရှင်သန်ယုံနဲ့အတင်းလုံလောက်ပြီလား အကယ်၍စစ်ကောက်စီဟာတရုတ်နိုင်ငံက social credit system ပုံစံမျိုးမြန်မာနိုင်ငံမှာအပြည့်အဝအကောက်ထက်ပေါ်နိုင်ငံရဲ့ဘာတွေဖြစ်လာမလဲကျွန်တော်တို့နေစဉ်ဘဝအလောက်ကပညာရေးခီးသွလာမှုအလုံးစစ်ဆိုရကထိတ်ချုပ်နိုင်ပြီးတော့ကောင်းမွန်တဲ့နိုင်ငံသားဆန်လုံးနဲ့မကိုက်ညီတဲ့ဘဝတစ်ခုလုံးဆုံးရှုံးသွားနိုင်မဲ့အခြေအနေကိုရောက်သွားနိုင်မလားဆိုတာနားလည်ထားဖို့လိုပါတယ်။ဒါမှမဟုတ်ရင်အဲ့ဒီလိုဖိနှိပ်မှုတွေကြောင့်ကနေလွတ်မြောက်ဖို့အတွက် နေပညာဒေါ်လာရဲ့အသက်တစ်ခုပေါ်ပေါက်လာနိုင်မလားဆိုတာကတော့အလောဝိုင်းပြီးအဖြေရှာစ조사ကြရမှာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်